င်းဖြစ်နေတဲ့အသီးတွေကိုပုံစံပြောင်းပြီးတံပိုးမြင့်အချိုပဲလုပ်ကြမယ်။ဒါကတော့တရုတ်နိုင်ငံရဲ့ရိုးရာဆေးတွေမှာထည့်သုံးကြတဲ့ဆေးဘက်ဝင်ဆေးတွေမျိုးပါ။တရုတ်လိုတော့ဆောင်းဝိုလို့ခေါ်ပြီးတော့တခြားလူမျိုးတွေအနေနဲ့ကတော့ဒီအသီးကိုဂျူဂျူပါဒါမှမဟုတ် Chinese state fruit လို့ခေါ်ကြပါတယ်။ဒီလိုမျိုးထူးဆန်းတဲ့အမည်နဲ့အခေါ်အဝေါ်အသီးကိုဘယ်လိုမျိုးပြုလုပ်ထားသလဲ။ဒီအသီးကဘယ်လိုမျိုးဆေးဘက်ဝင်သလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာမို့အဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။ Chinese state fruit ဆိုတဲ့နာမည်ကတော့အခုလိုမျိုးအလေလွင့်ဖြစ်တဲ့အသီးတွေကိုပြုပြင်ပြောင်းလဲပြီးတော့တရုတ်လူမျိုးတွေရဲ့ထွတ်မြတ်ထားတဲ့အရေးကြီးရိုးရာပွဲတွေမှာမိသားစုတွေတွေ့ဆုံစားသောက်ကြရတယ်ဆိုတဲ့အထိပ္ပယ်နဲ့ပေးထားတာပါမိသားစုတွေတွေ့ဆုံစကားပြောကြတဲ့အခါစားသုံးကြတာကြောင့်တွေ့ဆုံပွဲရဲ့အမှတ်တင်ဂီတာတစ်ခုဆိုလဲမမားပါဘူးဒီအသီးကအပင်ပေါ်မှာတင်မှဲ့အောင်ထားပြီးတော့မှခူးဆွတ်ကြပါတယ်ပြီးရင်နေရောင်နဲ့တဘာဝအတိုင်းအချောက်ခံပြီးတရုတ်ရိုးရာစည်းတွေမှာအသုံးပြုကြပါတယ် ဒီအသေးအားအိမ်မပြောတဲ့သူတွေအသေးအားနေတဲ့သူတွေအတွက်အသုံးဝင်သလိုကိုခံအားကိုလည်းမြင့်တင်ပေးနိုင်ပါသေးတယ် သွေးတန့်စီတဲ့အာနိသင်ရှိပေမဲ့တချို့ဓာတ်မထည့်တဲ့သူတွေကတော့ဒီအသီးကိုစားဖို့မသင့်ပါဘူး။နောက်ပြီးသွေးပေါင်ကျတတ်တဲ့သူတွေအနေနဲ့လည်းဒီအသီးကိုအများကြီးမစားသင့်ပါဘူး။ဒီအသီးကသွေးတို့ရောဂါရှိသူတွေအတွက်သွေးတို့ကျစီတဲ့အကောင်းဆုံးသဘာဝအစားအစာဖြစ်နေတာကြောင့်ပါ။ဒီလိုမျိုးကောင်းမွန်တဲ့အာနိသင်တွေအများကြီးပါတဲ့အသီးကိုဒီဥနိုင်ငံဒေသတွေမှာပေါ်ပေါ်များများတွေ့ရနိုင်ပါတယ်။တရုတ်စည်းဆိုင်တွေမှာအများဆုံးတွေ့ရသလိုတရုတ်လူမျိုးတွေရဲ့ဟင်းပွဲတွေမှာမပါမဖြစ်အသီးဆိုလည်းမမားပါဘူး။ဒီအသီးတွေကရှင်းမဲချိန်မှခု းစုပြီးတော့ရောင်းချကြတာဖြစ်ပေမဲ့အသည့်အများစုကတော့မျက်တီနဲ့တခြားတရိစံတွေကြောင့်အချိန်မတိုင်ခင်မှာပဲအပင်ကနေကျွေးကြတာတွေရှိပါတယ်ဒီလိုမျိုးအသည့်တွေက ဈေးဘက်မဝင်တာကြောင့်ဒီအတိုင်းအပင်အောက်မှာပဲဆွေးမြေ့ပျက်စီးသွားကြမယ်လို့မထင်လိုက်ပါနဲ့ဒီအသီးတွေကိုပြုပြင်ပြီးထုတ်လုပ်လိုက်ရင်အစင်းမြင့်အချိုဝဲတွေမှာဈေးကြီးပေးဝယ်ပြီးတည်ခင်းရတဲ့မုံအချိုတစ်ခုဖြစ်နိုင်ပါတယ်ဒီလိုမျိုးအချိန်မတိုင်ခင်ကျွေသွားတဲ့အသီးတွေကိုဘယ်လိုမျိုးပြုပြင်ပြီးတော့ဈေးကြီးတဲ့အချိုဝဲပြုလုပ်မလဲဆိုတာကိုဆက်မပြောခင်မှာအခုလိုမျိုးဘ ഹു ဒုတာရစီယာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ interest knowledge page လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်အရင်ဆုံးအပင်ကနေကျွေချထားတဲ့ အသီးတွေကိုကောက်ပြီးတော့ရေနဲ့တေချာစေရပါမယ်။နောက်ပြီးတော့ပေါင်းမိုးထဲမှာထည့်ပြီးရေနွေးမွေးတဲ့နားရီအတော်ကြောင့်ပေါင်းလိုက်ပြီးရင်တော့ နူဦးနေတဲ့ဇီးတိတွေကိုရပါတယ်။ရလာတဲ့ဇီးတိတွေကိုလက်နဲ့ပဲအခွန်နေခွာပြီးတော့ဇလုံးတစ်ခုထဲထည့်လိုက်ပါတယ်။အားလုံးအခွန်ခွာပြီးရတဲ့ဇီးတိတွေကိုတသားရောင်းမနဲ့မှွေကြပါတယ်။ဒီလိုမျိုးမှွေတာကအစိနဲ့အသားတွေကိုတီးခြားစီဖြစ်သွားပြီးတော့အသားတွေကိုလည်းပို့ပြီးတော့နူးညံ့သွားစေပါတယ်။အစိတွေအားလုံးဖယ်ပြီးရင်တော့ဇီးတိအနှစ်တွေကိုတကြားနှံနဲ့တွေနဲ့သမသွားအောင်နေလိုက်ပါတယ်။အားလုံးပြီးရင်တော့စီစိန်ဆက်ကူပေါ်မှာအတိအနှစ်တွေကိုတိတ်ချဖြန့်ခင်းပြီးနေရောင်နဲ့ခြောက်သွေးသွားအောင် ောင်လန်းကြပါတယ်။ဒေသ6ဒေသရင်တော့မုံနှစ်ပြားတွေကိုအခုလိုမျိုးတီချလိုက်ပြီးအရွယ်တော်အတုံးလေးတွေလေးရပါတယ်။ဒါကိုလေလုံးနဲ့ဖန်ဘူးတွေမှာ နှစ်ပေါက်အောင်တင်ထားလို့ရပါတယ်။ပြီးရင်တော့တရုတ်လူမျိုးတွေရဲ့မင်္ဂလာဆောင်ပွဲတွေ၊မိသားစုထွေးဆောင်ပွဲတွေ၊နှစ်တကူပွဲတွေစားတဲ့ပွဲလမ်းတစ်ပင်တွေမှာအချို့ပွဲတွေနဲ့စားသုံးကြပါတယ်။ဒီအသီးရအမျိုးကြီးပြကြီးရလူတွေအထွတ်တော့ဈေးကြီးရဲ့အချို့ပွဲဆိုပေမဲ့ဈေးကြီးတွေပေါ်တဲ့တရုတ်နိုင်ငံရဲ့နယ်ဘက်တွေကဒုံရွာတွေမှာတော့ဒါကတာမန်အချို့ပွဲတစ်ခုဖြစ်လို့နေပါတယ်။ ဒါကြောင့်လူကြီးမင်းတို့လည်းဒီလိုမျိုးလေလွင့်အသီးတွေကိုတံပိုးရှိအစားအစာဖြစ်အောင်ပြုလုပ်ပြီးတော့စားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။နောက်ထပ်ဘဝတုဒ္ဒရရစီရာဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ရှင်။